ကြိုက်ထီယိုစီဒီအောက်ကကြောက်တုံးကြီးကတကယ်ပဲထူးဆန်တာလားကြိုက်ထီယိုလို့ပြောလိုက်တာနဲ့တောင်ဆောင်မှာတည်တည်လေးတင့်နေတဲ့ကြောက်တုံးကြီးပေါ်ကစီဒီတစုကိုပြေးမြင့်မိကြမယ်ထင်ပါရင်အထူးသဖြင့်တော့စီဒီအောက်ကကြောက်တုံးကြီးကလူတယောက်သွားတွန်းရင်တော့မှလှုပ်နေတာမို့လို့ဒီကြောက်တုံးကြီးပြုံးမကြတာကိုအရင်ထူးဆန်တယ်လို့လူတိုင်းကထင်နေကြပါရင်တချို့ကလည်းဒီကြိုက်ထီယိုစီဒီရဲ့ကြောက်တုံးကြီးပြုံးမကြတာကတကြမင်းနဲ့နှက်တွေရဲ့ဆောင်းရှောက်မှုကြောင့်လို့လည်းပြောကြပါရင်တကယ်တော့ကြောက်တုံးကြီးပြုံးမကြရတဲ့တကယ်အကြောင်းရင်းကဟန်ချက်ညီနေလို့ပဲဖြစ်ပါရင် ဇေဒီအောက်ခံကြောင်တုံးကြီးရဲ့လေးချိန်ဟာ631တန်ရှိပြီးတော့အပေါ်ကဇေဒီကလည်း16တန်လောက်ကိုလေးတာမှလို့လူအယောက်40လောက်ကိုဝမ်းမရင်တော့မှမကြွားနိုင်တဲ့အနေအထားမှရှိနေပါတယ်။ဒီလိုမျိုးကြောင်တုံးကြီးနဲ့ဇေဒီရဲ့နှစ်ခုပေါင်းအလေးချိန်ဗဟိုချက်ကအောက်ချိန်မှာထိဆက်နေတဲ့ကွန်တက်အေရီးယားရဲ့အတွင်းဘက်နဲ့လေပက်ဝင်ရို accessor rotation ရဲ့အတွင်းဘက်ကိုရောက်နေတာကြောင့်စောင်းဆောင်ကြီးကိုညိနေတာလည်းဖြစ်ပါတယ်။ဒီအကြောင်းကို balancing rod လို့ရိုက်ရှာလိုက်ရင်လည်း internet ပေါ်မှာအကြောင်းစုံလေးလာလို့ရပါတယ်။ဒါပေမဲ့ မြန်မာလူမျိုးတွေကတော့တိတ်ပက်နေကြကြတည်ရှိနေတယ်မျှကြည့်သဘောတရားထက်ကိုမှယနေ့ချိန်ထိကိုတရားမင်းရဲ့စွန်အားတွေကြောင့်ကြောက်တုံးကြီးကပြုံးမကြတာဖျားကြောက်မှုလို့တအားထူးဆန်းနေတာဆိုပြီးတော့စုံလုံးမှိတ်ယုံကြည်နေကြဆဲပဲဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ပါမြန်မာနိုင်ငံကဘာသာရေးနဲ့တက်ဆိုင်တဲ့ဖျားရယ်လို့ဆိုလိုက်တာနဲ့လေးစုတပ်ပေါ်ရှစ်တကုံပြီးရင်ကြိုက်တီယိုစံတော်ရှင်စီတီတော်မြတ်ကြီးဟာအထင်ရှားဆုံးပဲဖြစ်ပါတယ်ကေပရိတ်တက်ကြီးတို့ရောကြိုက်တီယိုစံတော်ရှင်စီတီနဲ့အဲ့ဒီကြောက်တုံးကြီးပေါ်မှာဘလို့မျိုးထင်မြင်ကြပါတလဲ